ဒီနေ့တော့ကမ္ဘာ့ချမ်းခန်းကြီး20ဖြစ်ပါတယ်ခန်းကြီး20အငယ်တမန်5တပန်းအာဗဟန်ဒီတောင်ပြည်သို့ခရီးသွားသည်ဖြင့်ကာဒီရှာမြို့နှင့် ရှုရမြို့ဆက်ကျမ်းမှနေ၍ဂေရာမြို့၌တဲခို၏ထိုအခါမိမိမယားဆာရာသည်မိမိနှမဖြစ်သည်ဟု သူတစ်ပါးတို့အားအာဗဟန်ဆိုသောကြောင့် ကေယာမင်းကြီးအဘိမလက်သည်မိမိလူကိုဆင်လွတ်၍စာရာကိုယူစေ၏ညအချိန်တွင်အိမ်မက်အဖျင်းဘုရားသခင်သည်အဘိမလက်စီတို့ကြွလာ၍တင်းသည်လူသည်ဖြစ်၏အကြောင်းမူကားတင်းယူသောမိမ့်မသည်သူ့မယားဖြစ်၏ဟုမိန်တော်မူ၏အဘိမလက်သည်ထိုမိမ့်မနှင့်မပေါင်းဖော်သေးသည်ဖြစ်၍အိုဖျားရှင်ဖြောင့်မတ်သောလူမျိုးကိုကွမျက်တော်မူမီလော သူသည်ငါနမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလောသူသည်ငါမောင်ဖြစ်၏ဟု မိမလည်းဆိုသည်မဟုတ်ပါလော ဖြောက်မှတ်သောသဘောရှိ၍တန်ရှင်းသောလက်နှင့်ဤအမှုကို အကျွန်ုပ်ပြုပါပြီဟုပြောဆို၏အငယ်၆မှ၈ထိုအိမ်မက်၌ဖျားသခင်ကလည်းမှန်ပေ၏တင်သည်ဖြောက်မှတ်သောသဘောနှင့် ပြုသည်ကိုငါသိ၏ တင်းဒီငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါစီးတားပြီတို့ဖြစ်၍ထိုမိမနှင့် ပေါင်းဖော်ရသောအခွင့်ကိုငါမပေးယခုမှသူ၏မယားကို သူအားပြန်ပေးလော သူသည်ပရောဖက်ဖြစ်၏တင့်အဖို့ဆုတောင်းလျင်တင်းဒီအသက်ချမ်းသာရလိမ့်မည်ပြန်၍မပေးဘဲနေလျင်တင်မှဆ၍တင်နှင့်ဆိုင်သောသူအပေါင်းတို့သည်ဧကံမှန်တည်မီဟုမိန်တော်မူ၏ နန်းနေစောစောအပြီးမလက်တီထ၍မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှအမှုအရာအလုံးစုံကို ပြောသဖြင့်ထိုသူတို့သည်အလွန်ကြောက်ကြ၏အာဗြဟံကိုလည်းအပြီးမလက်ခေါ်၍တင်သည်ငါတို့၌အဘယ်သို့ပြုသည်တင့်ကိုငါတို့သည်အဘယ်သို့ပြမှသောကြောင့်တင်သည်ငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောအပြစ်ကိုရောက်စေသည်တင်သည်မပြုတ်အပ်သောအမှုကို ငါ၌ပြုပါသည်တကားဟုဆိုလေ၏တပံအဘိမလက်ကတင်သည်အဘဲအမှုကိုမြည်၍ဤတို့ပြုသည်ဟု အာဗြဟံကိုမေးလင် အာဗြဟံကဤအယတ်သားတို့သည်ဖျားသခင်ကိုမကြောက်အကျွန်ုပ်ဤမရအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုတို့ပြုမိပါပြီသို့တော်လည်းသူသည်အကျွန်ုပ်နှမမှန်ပါ၏အကျွန်ုပ်အဖအီးတမိဖြစ်၏အမိဤတမိမဟုတ် အကျွန်ုပ်မရလဲဖြစ်ပါ၏ဘုရားသခင်သည်အကျွန်ုပ်ကို အဖအီအိမ်မှခေါ်၍လဲစေတော်မူသောအခါအကျွန်ုပ်ကသင်သည်ငါ၌ပြုအပ်သောခြေဆုဟုမူကားငါသည်တည်မောင်ဖြစ်ကြောင်းကို ရောက်လျရာ၌ပြောရမည်ဟုမရကိုမှားထားပါသည်ဟုပြန်ပြောလေ၏ထိုအခါအပိမလက်သည်သူနွားဂျုံယောက်ျားဂျုံမိန်းမတို့ကိုယူ၍အာဗြဟံအားပေးလေ၏ မရစာရာကိုလည်းပြန်ပေး၏အပိမလက်ကလည်းငါမြေသည်တင့်ရှိမှရှိ၏အလိုရှိသည့်အတိုင်းနေပါဟု အမိန့်ရှိ၏စာရာကိုလည်းတင်းနှင့်တင့်အပေါင်းဖော်တို့အဖို့မျက်နာဖုံးကိုဝယ်เสียဖို့တင်းဤမောင်အားငွေတထောင်ကိုငါပေးပြီဟုအမိန့်ရှိသည်ဖြင့်သူသည်လည်းအယားယာ၌အဆုံးအမခံရ၏အာပြန်ဟန်သည်လည်းဖျားသခင်ကိုဆုတောင်း၍ဖျားသခင်သည်အဘိမလဲနှင့်သူ၏မယား သူဤကြုံမတို့ကို အနာပြောက်စေတော်မူသည်ဖြင့်သူတို့သည်သားကိုဖွာကြ၏အထက်ကအာဗြဟံဤမယားစာရကြောင့်ဒါဝရဖျားသည်အပိမလက်ဤအိန္ဒူမိမတယောက်မြတ်ပရိဒရိမယူစေခြင်းကစီရင်တော်မူတည်း Okay, now video မှာပြန်သိမယ် Bye bye.